အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ချိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ဆရာသူတို့နယ်ရေးသားထားတဲ့လောကဒဏ်ဆိုတာဂျူနလာစာအုပ်ထဲမှာကောင်းတော့ဖော်ပြပေးတော်မှာဖြစ်ပါတယ်ကြောက်ရွံ့လေးကိုမစတင်နေခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးနှိပ်ခဲ့ပေးပါဦးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ နံပါတ်1အစင်းနဲ့ဖြစ်ပြီလားဥမာပြောရရင်ချက်ကြီးချမ်းပေါ့သူ့ကိုကျွန်တော်တို့အားလုံးကောင်းကောင်းသိကြပါတယ်ဘာကြောင့်လဲဆိုတော့သူကကဘာကျော်တယောက်ဆောင်တယောက်လေသူ့ကိုလူကြီးတွေလည်းချက်တယ်လို့ကလေးငယ်လေးတွေကလည်းချစ်ကြည်နှစ်သက်ကြပါတယ်တက်လို့ကလည်းကျွန်တော်တို့မြန်မာနိုင်ငံကိုချက်ကြီးချမ်းရောက်လာပါသေးတယ်ကမ္ဘာကုလသမဂ္ဂယူနီဆက်ကကလေးငယ်များဆိုင်ရာတာဝန်အဖြစ်ရောက်လာတာအားလုံးသိပါပဲမန္တလေးမြို့ရောက်တော့ သူ့ကိုမြန်မာပြည်သက်တယ်ဆိုတာတက်တက်လှုပ်ပါပဲဒါကကျွန်တော်တို့မြန်မာနိုင်ငံကိုလာလို့မြန်မာနိုင်ငံသားတွေအနေနဲ့ကဘာကျော်တိုးဆောင်တယောက်ကိုမမြင်ဘူးလို့ကြည်တာပါဂျကီချန်အတွက်ဘာမှထူးဆန်းမယ်မထင်ပါဘူးသူ့အနေနဲ့ကဘာမျိုးပေါ်ကဗန်နိုင်ငံကိုပဲတော်တော်သူ့ကိုဝိုင်းပြီးချိုးဆိုးအားပေးကြမှာပါပဲတကယ်လည်းချိုးဆိုးကြပါတယ်ဘာကြောင့်လဲဆိုတော့ဂျကီချန်ဆိုတာကဘာကတည်တဲ့ကဘာကချစ်တဲ့ကဘာကျော်တဲ့အမှုပညာရှင်တယောက်ကိုသူ့ဘဝကပြည့်စုံလွန်းလာပါတယ်ဒီလိုဘဝမျိုးမရောက်ခင်ဂျကီချန်တယောက်ဘယ်လိုလာခဲ့ရသလဲ ဒါမှမဟုတ်ဒီကနေ့ကဘာကသိနေလဲဂျက်ကီချန်ဖြစ်ဖို့ဘလို့အခက်အခဲတွေကိုကျော်လွှားခဲ့ရပါသလဲဂျက်ကီချန်ကိုဟောင်ကောင်ကျွန်းမှာမွေးဖွားပါတယ်သူ့ကိုမွေးဖွားတဲ့အချိန်ကသူ့မိဘတွေဟာသိပြီးဆင်းရဲပါတယ်ဆင်းရဲလို့နဲ့ဘဝအခြေအနေတွေကြားမှာဂျက်ကီချန်ရဲ့မိဘတွေဟာဂျက်ကီချန်ကိုသူတို့ဘာမွေးစားဖို့ပြိမဲ့လို့တောင်ခြံစီခဲ့ပါတယ်ဒါပေမဲ့မိဘဆိုတာဟာဘလို့ပင်ဆင်းရဲဒုက္ခရောက်နေပါစေမိမိသားသမီးကိုစွန့်ပစ်ဖို့ဆိုတာဟာလည်းဘလို့မှမဖြစ်နိုင်ပါဘူး ဒါနဲ့ဂျက်ကီချန်ရဲ့မိဘတွေဟာဂျက်ကီချန်ကိုသူတို့ဘာမွေးစားဖို့မပေးတော့ဘဲသူတို့ကိုယ်တိုင်ပဲဆင်းရဲပင်ပန်းစွာဆောက်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့ဂျက်ကီချန်တယောက်အသက်9နှစ်အရွယ်ရောက်တော့သူမိဘတွေကတရုတ်အော်ပရာကျောင်းကိုပို့လိုက်ပါတယ်။ဂျက်ကီချန်တက်တဲ့တရုတ်အော်ပရာကျောင်းဟာစီကံအလွန်ကြီးပါတယ်။တမန်စိတ်တဲ့တမန်အနေထားနဲ့ကြာရှည်မနေနိုင်ကြပါဘူး။တရုတ်အော်ပရာကျောင်းမှာနေစဉ်နဲ့9နိုင်ထိုးကနေသံကောင်းကျော်အထိကျောင်းသားတွေဟာအဆူအကနဲ့ကုခံပညာရက်တွေကိုအပန်းတကြီးသင်ကြားရပါတယ်။ တေယောအော်ပရာကျောင်းမှာလောက်ရတဲ့လေ့ကျင့်ခန်းတွေဟာခက်ခဲလှပါတယ်ကြမ်းတမ်းလှပါတယ်ခိုင်တဲ့အတိုင်းမလုပ်နိုင်တဲ့ကျောင်းသားတွေကိုရိုက်နှက်ထားထမင်းမကြီးပဲထားတာစတဲ့ပြစ်ဒဏ်တွေချမှတ်ပါတယ်အခက်ခဲတွေကများတော့စိတ်တမခိုင်မားတဲ့ကျောင်းသားတွေဟာတေယောအော်ပရာကျောင်းမှာနှိရှိမနေနိုင်ပဲထွက်ပြေးကြပါတယ်ဂျက်ကီချန်ကတော့ဆယ်နှစ်တိတိတေယောအော်ပရာကျောင်းမှာနေခဲ့ပါတယ်စူးစမ်းအားထုတ်မှုရှိသူတွေအတွက်ခွင့်ရေးဆိုတာရလာတတ်ပါတယ်ဒီလိုပါပဲတေယောအော်ပရာကျောင်းမှာဆယ်နှစ်ကျောင်းစူးစမ်းပြီးနေခဲ့တော့ တရုတ်ဆောင်အတိုင်ရောကုခန်းပညာတတ်ပါဂျက်ကီချန်ဟာကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါတော့ဟောင်ကောင်ရုပ်ရှင်လောကမှာရုပ်ရှင်ထုတ်ဝေသူတွေအတွက်အသက်အပိုကားတချို့မှာမင်းသားကိုသာမင်းသားကိုဘွားအစားတို့တရုတ်ဆောင်ရတဲ့ယာယီစတန်မင်းသားဖြစ်လာခဲ့ပါတယ်အောင်မြင်တဲ့သူဟာမိမိရတဲ့နေရာကိုအကောင်းဆုံးလုပ်ရတယ်မိမိနေရာကတော့မကြည့်ချင်မခံရလို့ဆိုပြီးအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ပါလေနဲ့မလုပ်ဘူးဆိုရင်တော့ရတဲ့အခွင့်အလမ်းတွေကပွင့်လာမှာမဟုတ်ပါဘူးအခုလက်ရှိ ဂျက်ကီချန်တယောက်စတန်မင်းသားဖြစ်တာနေပါကသူ့ဘဝဟာမြင့်လာစရာအကြောင်းမရှိပါဘူး။ဒါပေမဲ့ဂျက်ကီချန်ဟာစတန်ပြောက်ွက်တွေကိုအစမှခိုင်းတဲ့တိုင် လုပ်ပါတယ်။နောက်ပိုင်းကျတော့သူကဒီထက်ပိုကောင်းအောင်လုပ်ပြတယ်။ပိုကောင်းတဲ့အကွက်များကိုတင်ပြခဲ့တယ်။ဒီတော့ထုတ်လုပ်တဲ့သူတွေကဂျက်ကီချန်ဟာအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုကောင်းတယ်၊ကြိုးစားပြီးဆောင်ရွက်တာကိုသိလာတယ်။အခွင့်အလမ်းဆိုတာသူတို့ဘက်ကဖန်တီးတာမဟုတ်ပါဘူး။မိမိကိုယ်တိုင်အခွင့်အလမ်းပေါ်အောင်ဖန်တီးရပါတယ်။ ဒီလိုနဲ့ဂျကီချန်ဟာစတန်ပြကွက်တွေကိုညှိနှိုင်းစီစဉ်ရဲကူပေးသူအဆင့်ကိုရောက်လာခဲ့ပါတယ်။အောင်မြင်မှုဆိုတာတဖြည်းဖြည်းတက်လေပူပြီးတော့ခိုင်မာလာလေပါပဲ။ဘာကြောင့်လဲဆိုတော့အောက်တလဲကြည့်တယ်။မိမိနယ်ပယ်မှာမိမိမဖြတ်တန်းမှုသောနေရာမရှိတော့လုပ်ငန်းကျွမ်းကျင်လာပါတယ်။စတန်ရဲကူတဲ့နေရာမှာကျွမ်းကျင်တဲ့ဂျကီချန်ကိုအချို့ထုတ်လို့သူတွေကရုပ်ရှင်စာကားတွေအပ်ကြတယ်။ဒါရိုက်တာဂျကီချန်ပေါ့။ပူပြီးတော့ခက်ခဲတဲ့ကာလတွေကိုကြော်ဖြတ်နိုင်လေပူပြီးတော့ကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိလေပါပဲ။ဒီလိုနဲ့ ဂျကီချန်ရဲ့ဘဝတွေကိုကြီးမားလာတဲ့အချို့ကွေတခုကဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ကဘာချောဖိုက်တမင်သားဘရုစကီရုတ်တရက်ကွယ်လွန်သွားတာပါပဲ။ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေကဘရုစကီမရှိတော့လက်ဟာသွားတဲ့ဘရုစကီဈေးကွက်ကိုပြန်ပြီးတော့အသက်သွင်းကျင်ကြတယ်။ဒီတော့ဘရုစကီနေရာအစားတို့ကိုလူရှာတော့ဂျကီချန်ကိုတွားတည်ကြပါတယ်။ဒုတိယမြောက်ဘရုစကီပေါ့။ဒါပေမဲ့လုံးဝဖြစ်မလာခဲ့ပါဘူး။တခါတလေကြာရင်ကျွန်တော်တို့ဟာအောင်မြင်မှုတစ်ခုကိုတည်ထောင်ဖို့သူတို့ဘာလုပ်တဲ့နိလန်အတိုင်းလိုက်ပြီးတော့လုပ်ကြည့်လို့ရှိကြပါရဲ့ မိမိရဲ့တည်ထွင်ဖန်တီးမှုပါပဲပေါ့စ조사အထုတ်မှုတော့ထိုက်တင်တဲ့လောက်ရှိပါရဲ့သူလိုလိုကိုလိုတဲ့ဆိုတာမိမိရဲ့စွမ်းအားနဲ့ယုံကြည်မှုကိုယုံနေစေပါတယ်ကိုပိုင်နိစနဲ့ကို့မှုမပါတော့တပတ်သားရဲ့လောင်းရီကမိမိကိုချလန်တက်လို့ပါပဲကျွန်တော်တို့မှာတစ်ခါလေကြာရင်မိမိရဲ့အဆင်မပြေတဲ့ဘဝအခြေအနေအခွင့်အလမ်းရှိတဲ့အနေထားဘာမှဖြစ်မလာနိုင်ပါဘူးဆိုတဲ့စိတ်ကူးတွေပြိနေတတ်ပါတယ်ဒါပေမဲ့ဂျက်ကီချန်လိုမိဘကစွန့်ပစ်လောက်အောင်စိုးရတဲ့အနေထားတစ်ခုတော့မုံသေးပါဘူးဒါကပတ်ဝန်းကျင်အခြေအနေနဲ့ ။နောက်လက်ရှိအနေအထားကိုကြည့်တော့ဘာတစ်ခုမှ အားရစရာမကောင်းပါဘူး။ဟုတ်တယ်လေ။လက်ရှိအခြေအနေကသတိလည်းမဖြစ်နိုင်ဘူး။ဒါပေမဲ့ဂျက်ကီချန်ဟာဒီအော်ပရာကျောင်းမှာပင်ပန်းဆင်းရဲခံပြီးနေခဲ့တာဟာသူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုကိုအထောက်အကူဖြစ်စေခဲ့ပါတယ်။ပြောရရင်ကျွန်တော်တို့ဟာအစင်းသင့်ဖြစ်နေရပါမယ်။အစင်းသင့်ဖြစ်တယ်ဆိုတာကျွန်တော်တို့ရဲ့လက်ရှိအလုပ်ကိုအဆကိုပဲဖြစ်ဖြစ်ကောင်းစီတဲ့ကောင်းအောင်လုပ်နိုင်ခြင်းပါပဲ။ဂျက်ကီချန်ဟာကဘာကျော်အောင်ကြိုးစားခဲ့တာအခက်ခဲတွေကိုကြောပြခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့ကြိုးစားမှုတွေကကဘာကျော်တယောက်ဖြစ်စေဖို့အစီအစဉ်ဖြစ်နေခဲ့တာပါ တခါတလေကြရင် အရွယ်နဲ့ကျိုးစားချက်တွေဟာကြီးမားတဲ့အောင်မြင်မှုကိုမဖန်တီးပေးနိုင်ပေမဲ့အချိန်ကြရင်အခွင့်အရေးပေးတာနဲ့ကြီးကျယ်မှုကိုထုစစ်ပေးနေပါတယ်။အဓိကကြတာကလက်ရှိမိမိရဲ့အလုပ်ဟာဒင်းငယ်ပေးမဲ့လဲမိမိရဲ့ပန်းနိုင်ကိုကြီးမားစွာအထောက်အကူပြုလို့အောင်မြင့်မြတ်ရမယ်ခမ်းလာရမယ်ကြီးကျယ်ရမယ်ရတာနဲ့လုပ်တာမတန်ဘူးလို့သဘောမထားပါဘူး။ဂျက်ကီချန်လိုစတန်မင်းသားနေရာမှာအစားဝင်ကိုရန်စတန်မင်းသားဖြစ်ရိုက်ကူဒရိုက်တာအစဉ်စဉ်တက်လာခဲ့တာဟာသူ့ရဲ့အာရုံစူးစမ်းမှုနဲ့အကောင်းဆုံးလှုပ်ဆောင်ချက်ပါ။ အကယ်၍စတန်မင်းသားအဖြစ်လောက်သာဂျီနတ်နေမယ်သူလုံနိုင်လာတဲ့ပိုကောင်းအောင်မလုပ်ခဲ့ရင်ကျွန်တော်တို့တွေဒီကနေ့ဂျက်ကီချန်ကိုတည်ကြအကြောင်းမရှိပါဘူးအဲဒါကြောင့်အောင်မြင်ခြင်းတဲ့သူဟာမိမိရွယ်ထားတဲ့ပန်းတိုင်ရဲ့ကန့်ညီတဲ့အရာတွေကိုအကောင်းဆုံးလုပ်ဆောင်ရပါမယ်မိမိရဲ့အလုပ်ဟာတင်းငယ်ပေမဲ့လည်းခမ်းနားကြီးကြီးတဲ့စိတ်ဓာတ်နဲ့လုပ်ရပါမယ်တခါတလေမှလွဲမမှုတွေကြုံတွေ့ရတတ်ပါတယ်ဥပမာဘရုစကီဖြစ်အောင်ဂျက်ကီချန်စူးစမ်းသလိုပေါ့အဲဒီတော့မိမိရဲ့လုပ်ရကိုမိမိလေ့လာပါအမကိုပြင်ပါတီထွင်ဖန်တီးမှုပြုပါ ကြိုးစားမှုကိုမလျှော့ပါနဲ့တစင်ပြီးတစင်မြင့်လာစေဖို့မိမိဘက်ကအမြဲတမ်းအစဉ်သင့်ဖြစ်နေပါစေနံပါတ်1ရှူတောက်မဲ့ရှူတောက်တခါကအိမ်တအိမ်မှာကြွက်တကောင်နဲ့အခြားသောတတ်တော်ဝါးတွေနေခဲ့ကြပါတယ်ဒီလိုနဲ့တနေ့ကျတော့အိမ်ရှင်ကဈေးကနေကြွက်ထောင်ချောက်တစ်ခုဝယ်လာခဲ့ပါတယ်ကြွက်ထောင်ချောက်ဆိုတော့ဟာလဲတိတဲ့အတိုင်းပဲပေါ့အသက်အနည်းရဲ့ချင်းချောင်နိုင်တယ်လေအဲ့ဒီတော့ကြွက်ထောင်ချောက်ကိုကြွက်ကမြင်တော့အရန်ထိတ်လန့်သွားတယ်ဒါနဲ့ကြွက်ကအိမ်မှာကြွက်ထောင်ချောက်ရောက်နေပြီသတိထားကြပါ ွဲ့ရဲ့အတန်ကိုကြတော့ကျမကရှင့်အတွက်တော့ကြွက်ထောင်ကြောက်ဟာစိုးရင်ကြပဲကျမအတွက်ကတော့ဘာမှမဆိုင်ဘူးနော်ကျမကနားကြီးတယ်ပေါ့လေရှောက်အောင်မင်းနဲ့ကို့ဘာသာကိုယူဆိုင်အဲ့လိုပေါ့ဟုတ်တယ်လေဟုတ်တယ်ကြွက်ထောင်ကြောက်ဆိုမှတော့ကြွက်အတွက်ပဲဖြစ်မှာပေါ့ကျမနဲ့တခြားစီပဲလေတုံးတယ်လေးလိုပါပဲဒါပေမဲ့ကြွက်ကတော့စိုးရင်တော့អော်တာပေါ့မင်းအတွက်တော့စိတ်ဝင်ကောင်းမှာပေါ့ကိုရှိချက်ငါလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းကိုဘာတစ်ခုမှအကူအညီမပေးနိုင်ဘူးတတိတော်ထားနေပေါ့ ငါလည်းမင်းကိုအနေမဖြစ်အောင်ဖះမှာဆူတောင်းပေးမယ်။ဘွဲ့အတွက်ကြွထွန်ကြောက်ဆိုတာလဲသူနဲ့ဘာမှမဆိုင်ပါဘူး။ဒါမဲ့ကြွက်ကတော့စိုးရင်စွာနဲ့တိန်နဲ့နေမိတ်ဆွေဖြစ်တဲ့နွားကိုတရီပြီးတော့အဲ့ဒီကြွထွန်ကြောက်ကငါချီမကိုများလာညံ့မိရင်ဒုက္ခပါပဲကွာ။ဟာဟာဟာ။နွားရဲ့စကားကကြွက်ကိုရီးတက်တက်လှုပ်လိုက်တာပါ။ကြွထွန်ကြောက်နဲ့နွားဆိုတာဖုံးကြီးနဲ့ဘီးလိုလုံးဝမတ်ဆက်ဘူးပေါ့။ဒါမဲ့ကြွက်ကတော့စိုးရင်မှုအပြည့်ဖြစ်နေရပါတယ်။ဒီလိုနဲ့ညဘက်ကိုရောက်လာခဲ့တယ်။ကြွထွန်ကြောက်က မောင်းပြုတ်တန်ကလည်းခြေတော်သာထွက်ပေါ်လာတော့အားလုံးလန့်လို့သွားကြတယ်။ကြွတော့သွားပြီ။အေးဒီလောက်ထိမြန်မယ်လို့ထင်မထားဘူး။တတိထားပြီမနေဘူးလား။စသည်အပြင်ကြွရဲ့မိတ်ဆွေတွေကပြောကြပါတယ်။သူတို့အားလုံးထင်တာကကြွတည်သွားပြီပေါ့။ဒါပေမဲ့အဖြစ်အပျက်ကအားလုံးထင်ထားသလိုမဟုတ်ပဲနဲ့ကြွထောင်ချောက်ထဲမှာငွေတကောင်ရဲ့အမိကိုမိနေပါတယ်။ကြွထောင်ချောက်အတန်ကြာတော့အိမ်ရှင်မကမိအိမ်လေးမလင်းတလင်းနဲ့ထွက်လာခဲ့တယ်။ကြွထောင်ချောက်ကိုကြွအမှန်နဲ့သွားဆွဲတော့မသေးသေးတဲ့မွေကအိမ်ရှင်မကိုလှမ်းပေါက်လိုက်တယ်။ ။အင်ရှင်မကအော်တော့အင်ရှင်ယောက်ျားနိုးလာပြီးတော့မွေကိုမြင်သွားတယ်။အခြေအနေကိုသဘောပေါက်ပြီးစိတ်လဲတူမွေကိုလည်းနင်းရတုံးနဲ့ရက်လက်ရက်ကမွေလည်းချက်ချင်းတည်သွားရှာပါတယ်။အင်ရှင်လည်းတည်သွားတဲ့မွေကိုကြည့်လိုက်တော့အစိတ်ပြေးနေမွေကောင်ဖြစ်နေတယ်။အင်ရှင်မလည်းမွေစိတ်ရှင်ကြောင့်အဖျားတက်နေတယ်။အဖျားကအရင်ကြီးတော့ဘာမှမစားချင်မတော့ချင်ဖြစ်လာပြီးတော့အားရင်နေလာတယ်။အားရှိအောင်ဂရင်းလိုက်အောင်ချက်သားစပြုတ်တက်ရတယ်။ဒါနဲ့ကြက်လဲတည်သွားတယ်။အင်ရှင်မကတော့တတ်တာမလာပါဘူး။ အခြေအနေကမကောင်းတော့ဆွေမျိုးတွေကရောက်လာတယ်။ဆွေမျိုးတွေလောလောဆယ်စားတော့ဖို့ဆရာဝန်ကိုစေကုသစီပေးဖို့ငွေကလိုလာတယ်။ဒါနဲ့ဝက်ကိုသွားမြင်တယ်။ဝက်ကိုပေါ်ပြီးတော့တဝက်ကိုရိတ်ခါလို့ဂျန်နဲ့တဝက်ကိုရောင်းခွင့်လိုက်တယ်။ဒါနဲ့ဝက်လက်သေးသွားတယ်။အိရှင်မရဲ့ယောဂါကအဆိုးဆုံးအခြေအနေကိုရောက်သွားတယ်။သူတို့ပြောရရင်ငွေကိုက်တဲ့ဓာတ်နဲ့ပဲအိရှင်မလည်းသေသွားတယ်။ရက်လက်ဆုံးကျွေးဖို့ငွေကမရှိတော့အိရှင်ကနွားကိုသွားမြင်တယ်။မထူပါဘူးဆိုပြီးနွားပေါ်ပြီးရက်လက်ဆုံးကျွေးလိုက်တယ်။ အဖြစ်အပျက်တွေကအိမ်မက်တခုလိုပဲခနာလေးအတွင်းမှာဖြစ်ပျက်သွားကြတယ်။ဘသူမှမထင်မှတ်ထားတဲ့အခြေအနေတခုကိုချက်ထောင်ကျော့ကစတင်ခဲ့တယ်။ကျော့ကတော့အနေရခင်းစွာပဲအသက်လည်းမသေးဘူး။သူ့ရဲ့မိတ်ဆွေတွေကတော့သူ့ရှိမှရုတ်တရက်အသေးသွားကြတယ်။ဒါပေမဲ့ကျော့ကတော့ပိုပြီးတော့သတိကြီးကြီးထားနေမိတယ်။တခါတခါကျွန်တော်တို့ဖြစ်ချင်တာတွေကိုအကောင့်ထဲပို့ရင်းနဲ့အနေရတွေကကြိုတင်တားဆီးပစ်လိုက်ပါရတယ်။တချို့အနေရတွေကတော့ကျွန်တော်တို့ရဲ့ကြီးမားတဲ့ရွေချက်တွေထဲမရောက်အောင်ရချိုးပစ်လိုက်ပါရတယ်။ တချို့အန်ရီတွေကတော့ကျွန်တော်တို့ရီမှန်းချက်ပြက်လောက်အောင်တော့နောက်ရှင်မပေးပါဘူး။ဒါပေမဲ့ရောက်တဲ့နေ့အချိန်မှာရောက်တဲ့နေရာရောက်အောင်မပို့ဆောင်မှပဲကြံ့ကြာနေတတ်ပါတယ်။တချို့အန်ရီတွေကိုကျွန်တော်တို့ကိုယ်တိုင်ကသတိလက်လွတ်ပြုနေတာနဲ့ဝင်ရောက်လာပြီးတချို့အန်ရီတွေကတော့ကျွန်တော်တို့ရဲ့ပေါ်ဆမှုကျွန်တော်တို့ရဲ့အထင်မြင်သိမှုကြောင့်ဝင်ရောက်လာတာပေါ့။ဥပမာအားဖြင့်ပုံမြင်တဲ့ကကြက်မဝက်နွားတို့လိုပေါ့။ပုံမြင်တဲ့မှာတော့အသက်ဆုံးရှုံးသွားတယ်ပေါ့။တကယ်ဘဝထဲမှာတော့အသက်တော့မဆုံးရှုံးပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဟာအခက်အခဲတွေကိုမြင်ဆိုင်ခဲ့ဘူး။ အခက်ခဲတွေကိုသတိမပူပဲပို့တိပေါ်ဆာနေခဲ့မယ်ဆိုရင်တော့အခက်ခဲတွေဟာကျွန်တော်တို့မမြင်ပဲရှူတောင်းကနေဝင်လာပါလိမ့်မယ်။အန်ရဲဆိုတာမိမိကအန်ရဲရှိတယ်လို့ထင်မြင်သတ်မှတ်ထားတဲ့ရှူတောင်းကဝင်ရောက်လာရင်တော့မိမိကြိုးတက်စာပြင်ဆင်ထားတဲ့အတွက်ကြီးမားတဲ့နောက်ရှက်တော့မဖြစ်ပေါ်ပါဘူး။ဒီလိုမဟုတ်ပါပဲမိမိလုံးဝမထင်မှတ်ထားတဲ့ရှူတောင်းကနေရုတ်တရက်ဝင်ရောက်လာရင်တော့မိမိရဲ့ဆန္ဒတချို့ကိုဖျက်ဆီးသွားပါလိမ့်မယ်။မိမိရဲ့တက်ကြွနေတဲ့စိတ်ဓာတ်ကိုရက်တက်လိုက်အောင်စိတ်ဓာတ်တွေကြာဆင်းသွားမယ်။လို့တို့လိုမဖြစ်ပဲမလုတ်ဖွဲဖြစ်လာတဲ့အနေထားမှာစိတ်သက်ကြတတ်တာဟာတော့မထူးဆန်းပါဘူး တချို့ကစိတ်သက်သာအောင်လည်းမကဘဲလှုပ်ရတီပါနေကွေတော့ပါတယ်။လှုပ်ချင်တယ်လို့လို့လှုပ်ချင်တယ်လို့လို့နဲ့တဖြည်းဖြည်းပန်းနိုင်တဲ့တရားနေရာကိုရောက်တော့ပါတယ်။ဒါဟာအန်နီရဲ့သတိပုံမူခဲ့လို့ပါ။အဲဒါကြောင့်အန်နီရဲ့များဟာမိမိမထင်တာတဲ့ရှုတော်များကလည်းဝင်တတ်တာကိုသတိပြုပါ။မပေါ်ဆပါနဲ့မရင်လဲပါစေနဲ့။နံပါတ်3အချိန်နဲ့အောင်မြင်မှုအလက်ဇန်းဒါဖလင်မင်းသူကတော့သိပ္ပံပညာရှင်တယောက်ပါ။ သူ့ကိုကျွန်တော်တို့အားလုံးမမှတ်မိရင်တော့မှသူဖော်ဆက်ထားတဲ့ပင်နီဆလင်ဆေးကိုတော့ကောင်းကောင်းသိကြပါရယ်ဒီပင်နီဆလင်ဆေးရဲ့အစွမ်းကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူသားများစွာရဲ့ရောဂါတွေကိုကယ်တင်နိုင်ခဲ့ပါရယ်ဒီကနေ့21ရာစုမှာဆေးလောကအတွက်အသစ်အသစ်သောဆေးဝါးတွေပေါ်ထွက်ခဲ့တာကြောင့်ပင်နီဆလင်ဆေးတက်ပို့ပြီးတော့အာနိသင်ရှိတဲ့ဆေးတွေပေါ်ထွက်ခဲ့ပါပြီဒါပေမဲ့ဒုတိယကမ္ဘာစစ်မှာဖြစ်ခင်ကာလမှာတော့လူသားများစွာရဲ့အသက်ကိုဒီပင်နီဆလင်ဆေးကပဲကယ်ထုတ်နိုင်ခဲ့တာပါ ။ဘာကြောင့်လဲဆိုတော့အလက်ဇန်ဒါဖလင်မင်းရဲ့မုံမြတဲ့စိတ်ထားကြောင့်ပါပဲ။ဒီလိုဆိုတော့အလက်ဇန်ဒါဖလင်မင်းတယောက်လူတိုင်းကိုအလကားစေဝါကုသပေးလို့လားဆိုတော့မဟုတ်ပါဘူး။နေမကောင်းတဲ့လူတိုင်းကိုသူကဘယ်လိုလုပ်စေကုပေးနိုင်ပါမလဲ။ဒီထက်ကောင်းတဲ့အစီအစဉ်ကိုသူကပြုလုပ်ခဲ့ပါရဲ့။အလက်ဇန်ဒါဖလင်မင်းဟာမိမိတွေးရှိထားတဲ့ပင်နီဆလင်ဆေးကိုမူပိုင်ခွင့်မလျှောက်ဘဲဆေးဖော်ဆန်နည်းကိုအခမဲ့ဖြန့်ဝေပြုလက်ချင်းပါပဲ။စီပေါ်ဆန်ကြီးကိုတီးတော့စီဝါထုတ်လုပ်တဲ့ကုမ္ပဏီတိုင်းကပင်နီဆလင်ဆေးကိုအပြိုင်ဆိုင်ထုတ်ခဲ့ကြပါတယ် သူလက်ထုံငါးလက်ထုံဆိုတော့ပင်နီဆလင်ဈေးကိုယောဂတဲ့တိုင်းကဈေးတုံးတက်တာသွားနဲ့အသုံးပြုနိုင်ခဲ့ကြပါတယ်။နေရာတိုင်းကိုလည်းရောက်ပါတယ်။ဒီကနေ့ခေတ်တချို့ဈေးတွေကိုမှတ်ပုံနှင်းကိုရှောက်ကဖြန့်ချီခွင့်ကန့်တတ်ထားတော့ဈေးနှုန်းကအရန်ကြီးနေပြီးလူတိုင်းထံကိုမရောက်ရှိပါဘူး။ငွေရှိတဲ့သူတွေရဲ့ဘဝဟာကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုပုခံရပါတယ်။အလက်ဇန္ဒားဖလင်မင်းလိုစိတ်သက်ပန်ရှင်တွေဈေးတုဒေသနာလောကမှာပို့ပြီးတော့များလာရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့အလွန်ဝေးကွာတဲ့ပြောင်းလဲချက်ကိုကျွန်တော်တို့တွေ့ထားရပါတယ်။သူ့လိုလိုမျိုးနောက်တစ်ယောက်ပေါ်ပါစေ။ ဒီတိုင်းပဲဆူတောင်းယူမှာပဲဒီနေရာမှာတကူတော့ပြောစရာရှိတယ်အလက်ဇန်ဒားဖလင်မင်ဟာဒီပယ်နီဆလင်ဈေးကိုအလွယ်တကူအခက်အခဲမရှိဘဲနဲ့အမှတ်မထင်ရရှိခဲ့လို့အလွယ်တကူလှူဒန်းဖြစ်တာလားကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုကိုအလက်ဇန်ဒားတရရုတ်တရက်ထိပေါက်တယ်လို့ရရှိခဲ့တာလားကျွန်တော်သူ့အကြောင်းကိုနည်းနည်းလေးပြောပြလိုက်ပါမယ်တခါကအလက်ဇန်ဒားဖလင်မင်ဟာသူ့ရဲ့ဓာတ်ခွက်ကမှာပိုးတစ်မျိုးကိုသူ့တည်တနာပြုလုပ်ဖို့မွေးထားခဲ့ပါတယ်တနေ့မှာတော့သူဟာအဲ့ဒီပိုးတွေကိုလိလိုက်ရမယ်နေ့မှာ ပိုးမွေးထားတဲ့ဖန်ပြားကိုယူပြီးအနုကြည်မှန်ပြောင်းအောင်မှာထားပြီးတော့ဆစ်ဆစ်ကြည့်လိုက်တော့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကိုတွေ့လိုက်ပါတယ်။အဲ့ဒါကတော့သူ့ပိုးတွေကိုမွေးမြူထားတဲ့ဖန်ပြားတနေရာမှာကွက်ပြီးပိုးတွေတည်နေတာကိုတွေ့ရပါတယ်။ဘာကြောင့်မလဲဆိုပြီးသူကအသေးချာဆစ်ဆစ်ကြည့်လိုက်တော့ပိုးတွေတည်တဲ့နေရာမှာမိုးတမျိုးပေါက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမိုးကို သူကမတွေ့ဘူးဘူး။ဒီမိုးတွေဟာဒီပိုးတွေကိုတည်တယ်ဆိုရင်တခြားသောပိုးတွေကိုတည်နိုင်မလား။အဲ့ဒီလိုအတွေ့နဲ့သူကအဲ့ဒီမိုးကိုစိတ်ဝင်စားတော့ပါတယ်။ မိုးတွေကိုပွားကြည့်တော့လဲပွားလို့ရနေတာကိုရုတ်တရက်တွေ့လိုက်ရတယ်။အဲ့ဒီမိုးနဲ့တခြားပိုးတွေကိုတတ်ကြည့်တော့ပိုးတော်တော်များများထေသွားတာကိုတွေ့ရတယ်။ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကိုကုသနိုင်မဲ့စေထုတ်လို့ရရင်ဒီစိတ်ကူးနဲ့အတူအဲ့ဒီမိုးကိုပင်းစလင်းလို့အမည်ပေးပြီးတော့ဆေးဝါးထုတ်ဖို့ကြိုးစားကြည့်ပါရစေ။အဲ့ဒီမှာကြီးမားတဲ့အခက်အခဲကဝင်လာပါရစေ။ပင်နစလင်းလိုအမည်ပေးထားတဲ့မိုးဟာအပူနဲ့ထိရင်ပျက်စီးတတ်ပါတယ်။စိတ်အပြင်းပေါ်ဆက်တဲ့ဆိုရင်အည်သာမကအခဲများလဲထုတ်လို့ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ပနီစလင်မိုးကိုခဲဖို့အပူပွေးလိုက်တာနဲ့မိုးဟာတေသွားပြီးတော့အာနိတင်ပြက်စီးသွားပါတယ်။သူဟာအချင်းချင်းကျိုးသွားပါတယ်။ဒီလိုပဲအချင်းချင်းပြက်စီးပါတယ်။တစ်လ၊လ၊သုံးလ၊တစ်နှစ်၊နှစ်နှစ်၊သုံးနှစ်၊၁၄၅နှစ်၊၁၅နှစ်၊နှစ်၂၀ဟုတ်ပါတယ်။အလက်ဇန်နာဖလီမင်ဟာပနီစလင်ဈေးကို ထုတ်နိုင်ဖို့အဓိကအသားစီဖြစ်တဲ့အေးအေးတန်းနဲ့အချောက်ခံတဲ့နည်းကိုရဖို့နှစ်ပေါင်း၂၀ကြိုးစားခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူဟာအောင်မြင်ခဲ့ပါတယ်။ ောင်မြင်ခြင်းတဲ့သူဟာအကျင့်တရားလေ့ကျင့်ရမှာကိုမကြောက်ပါနဲ့အကျင့်တရားမလေ့ကျင့်ဖြစ်မှာကိုပဲကြောက်ပါဆိုတဲ့စကားတစ်ခုရှိပါတယ်တခါတလေကြရင်ကျွန်တော်တို့ဟာအောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခွင့်ရဖို့အခက်အခဲပေါ်များစွာနဲ့ကြာရှည်စွာရပ်တည်နေရပါတယ်အခက်အခဲနဲ့တူဟာတသားနဲ့ကြလို့ဒီတောင်ကိုကြော်ဖြတ်နိုင်မှာတော့မလားဆိုတဲ့ယုံကြည်မှုကိုအထင်သေးတဲ့စိတ်တွေဘာမှဖြစ်မလာရင်ပတ်ဝန်းကျင်ကငါ့ကိုလောင်ပြောင်တော့မှာဆိုပြီးအားငယ်မှုတွေငါ့လို့ရဟာတကယ်ကိုဖြစ်ပါမလားဆိုတဲ့စူးစမ်းမှုရှော့ချပြင်မဲ့ဆိုတဲ့စိတ်ဓာတ်နဲ့လောက်ရတဲ့ဝင်လာတတ်ပါတယ် အဲ့ဒီလိုစိတ်ဓာတ်ကြလောက်ရကြတာဟာကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်ခဲပါပဲဘယ်လောက်ကြံ့တဲ့ပြီးခက်ခဲပါသေးကိုကအရှုံးမပေးသမျှတော့အောင်မြင်မှုနဲ့ကိုဟာအချိန်ပြည့်ထိုက်တန်ပါတယ်မဖြစ်နိုင်တော့ပါဘူးရေလို့မိမိကိုမိမိလက်မြောက်အရှုံးပေးလိုက်ရင်တော့တကယ်ရှုံးသွားတာပါတကယ်မဖြစ်နိုင်တော့တာပါအောင်မြင်ရင်တဲ့လူတို့အချိန်တွေဟာနောက်ကျသွားတာပြန်ထလို့မရအောင်ဒဲကျသွားတာအဆိုးအဝါဆုံးနေသားတစ်ခုကိုရောက်တော်တာမျိုးမရှိပါဘူးအချိန်တိုင်းပြန်ထလို့ရပါတယ် အကောင်းဆုံးဖြစ်အောင်ကြိုးစားပါလျက်နဲ့မောင်မင်းရဲ့အခါတိုင်းမှာကျွန်တော်တို့ကိုသင်ခန်းစာအစ်တတူကိုပေးပါတယ်ပြုပညာဥပဒေဆိုတာကိုပေးပါတယ်အားနည်းချက်တွေရှိသေးတယ်ဆိုတာကိုပေးပါတယ်တစ်ပင်နေလိုပဲပေါ့ရာသီဥတုတံကိုပို့ပြီးတော့ခန်းနေရရှိစွာရှင်သန်လာတဲ့အပင်တွေဟာကြန့်ခိုင်တန်ဆွမ်းပါတယ်အဲ့ဒီအတွက်အစိကလည်းချက်ချင်းပေါက်လာတာမဟုတ်ပါဘူးအချိန်တွေအကြာကြီးပေးဆက်ခဲ့ရပါတယ်မိတ်ဆွေနဲ့ရန်သူတခါကခင်ငါမြေကမ်းနားမှာညောင်မင်းကြီးတွင်ရှိပါတယ် ညောင်မကြီးရဲ့အတွင်းမှာအခေါင်းပေါက်ကြီးကရှိတော့အဲ့ဒီအခေါင်းပေါက်ထဲမှာငှက်ကလေးတွေဟာအတိုက်လုပ်ပြီးတော့နေပါတယ်။အဲ့ဒီညောင်မကြီးမှာမျက်စိကန်းနေတဲ့လင်းနာအိုးကြီးတကောင်လည်းရှိပါတယ်။လင်းနာကြီးဟာမျက်စိမမြင်တော့ဘယ်ကူးမှမသွားနိုင်မဲ့အခေါင်းကြီးထဲမှာငှက်ကလေးတွေနဲ့အတူနေပါတယ်။အခြားငှက်ကြီးတွေကအစာရှာထွက်တဲ့အခါမှာလင်းနာကြီးကအစာမရှာနိုင်ဘူးပေါ့။မပြတ်နိုင်နဲ့ငှက်ကလေးတွေကိုဖော်လုပ်ပေးရတာပေါ့။ငှက်ကြီးတွေကလည်းလင်းနာကြီးအတွက်ပါစာရှာပေးကြပါတယ်။ ဒီလိုနဲ့တနေ့ကျတော့ငါကလေးတွေနေတဲ့အခေါမော်ကြီးတဲကိုကြောင်ကြီးတကောင်ရောက်လာပါတယ်။သူ့ရဲ့အကြီးမားဆုံးရည်ရွယ်ချက်ကငါကလေးတွေကိုစားဖို့ပါ။အခေါထဲမှာလည်းသူ့ကိုအနေနဲ့ပြုလုပ်အောင်ဘူးမှရှိမနေဘူးထင်တာကို။ဒါပေမဲ့အထက်ရောက်တော့ဒင်းနာကြီးကရှိနေပါတယ်။ဒင်းနာကြီးကလည်းအတန်ကြာတော့ဘယ်သူလဲကွာ။ကျွန်တော်ပြုပါကြောင်ပါခင်ဗျာ။ဘာသာလုပ်ထားလဲကွာ။အရှင်ဒင်းနာကိုလာရှိခိုးတာပါ။မလိုပါဘူးမင်းထွက်သွားပါ။ ခဏလေးပါလင်းနာမင်းဟာကျွန်တော်ပြောပြစီအောင်အမျိုးစားကိုကြည့်အောင်နဲ့ချီးမွမ်းထိုက်သူခရက်ထိုက်သူကိုခွဲကြတာဟာမကောင်းပါဘူးအမှုချင်းကိုကြည့်ပြီးမှရန်သူလားမိတ်ဆွေလားဆိုတာခွဲကြရပါမယ်ကျောင်းရဲ့စကားကိုကြတော့လင်းနာကြီးအနေနဲ့ငြိမ်သက်သွားပါတယ်စကားတန်နဲ့ပြော့သွားတယ်ဘာကိစ္စနဲ့ဒီကိုလာတာလဲကျွန်တော်ဟာခင်းငါမြေကမ်းမှာအမေရေချိုးလေးရှိသူတယောက်ပါတတ်တက်လို့စားပြီးတော့တရားဖြင့်မွေးလျော်သူပါအခုဟာကဒီကငှက်တွေက အရှင်လင်းနာဟာ တရားနဲ့ပူပြီးတော့ပျော်မွေ့သူတရားအသည့်ရှိသူလို့ဟုတ်ပြောတဲ့ကြားဖို့တော့အရှင်တန်မှာနှီးခံဖို့အရှင်အဆုံးမကိုနားကြားဖို့ရောက်လာတာပါကျွန်တော်ရဲ့စကားကိုကြားတော့လင်းနာဟာသူအော်ခဲ့တာကိုနောင်တရသွားတယ်သူတို့ကောင်းကိုပြမမိပြီလို့တော့စိတ်ထဲမှာထင်သွားမိတယ်သူတို့ချုပ်ပြောရင်တော့လင်းနာကြီးဟာကျောင်းရဲ့စကားမှာယုံကြည်သွားပြီးတော့မိတ်ဆွေအဖြစ်လက်ခံလိုက်ပါတယ်ကျောင်းဟာလင်းနာနဲ့မိတ်ဆွေဖြစ်ပြီးတာနဲ့ကကလေးတွေကိုခိုးစားပါတော့တယ်အယိုးတွေကိုတော့လင်းနာနေတဲ့အနားမှာထားလိုက်ပါတယ် ီလိုနဲ့ကြောင်ဟာငှက်ကလေးတွေကိုစားတော့လာလိုက်တာထွေပြီးငှက်ကလေးတွေရှားပါကုန်ပါတယ်။ငှက်တွေတိတိတသာပျောက်သွားတာကိုသတိထားမိတဲ့ငှက်ကြီးတွေဟာလိုက်ရှာတော့လင်းနာအူကြီးအနားမှာငှက်ရိုးလေးတွေတွေ့တော့စိတ်တူပြီးလင်းနာကြီးစားတဲ့ထင်ကလင်းနာကြီးကိုဝမ်းတက်လိုက်ပါတယ်။ကြောင်ကတော့တခြားနေရာကိုရှောင်သွားပါတယ်။ပုံမီလေးကိုတော့ဒီနားမှာပဲဆုံးသက်ပေးရသေးတယ်။ပြောချင်တာကဒီလိုပါ။အခက်ခဲလို့ဆိုလိုက်တာနဲ့ကျွန်တော်တို့ဟာပြဿနာတွေကိုပဲပြေးမြင်မိပါတယ်။လောကန်တရားနဲ့ဆိုရပါရင်မကောင်းတာတွေကြီးပဲမြင်ကြပါတယ်။ အခက်ခဲဆိုတာနဲ့ကြံတန်းချင်းစန့်ကျင်ဘက်ဖြစ်ခြင်းအနည်းအားဖြင့်မိမိနဲ့သဘောထားမလူတဲ့သူများကိုခေါ်လို့ရှိပါတယ်။ဒါပေမဲ့အခက်ခဲတိုင်းဟာကြံတန်းတာမဟုတ်ပါဘူး။ညင်သာချုံးမှုတဲ့အခက်ခဲတွေလည်းရှိပါတယ်။ဥပမာအားဖြင့်ရန်သူနဲ့ရှင်ပြီးတော့တိုက်ခိုက်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ဟာတပတ်သားကိုရန်သူလိုမြင်ထားတဲ့အတွက်သတိရှိပါတယ်။ရန်သူဆိုတာရန်သူပိသားရင်ကြောက်ချင်အောင်မကောင်းတော့ပါဘူး။ဒီလိုမဟုတ်ဘဲရန်သူဟာမိမိကိုမိတ်ဆွေပုံစံနဲ့ဝင်လာရင်တော့ကျွန်တော်တို့ရဲ့နောက်ကျောတွေဟာစိတ်မချရတော့ပါဘူး။ အချိန်မီတွင်အန္တရာယ်ရှိလာခဲ့ပါပြီ။အရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့ဟာအန္တရာယ်ကိုအန္တရာယ်လို့မမြင်ထားတော့အန္တရာယ်ကိုလည်းသတိမမူတော့ပါဘူး။အခက်အခဲကိုရင်ဆိုင်တဲ့အခါမှာအခက်အခဲကိုသိထားမယ်ဆိုရင်ဖြေရှင်းတဲ့အခါမှာနိလန့်တွေရှိလာတတ်ပါတယ်။ဒါပေမဲ့အခက်အခဲကိုမိမိကိုယ်တိုင်ကထိမှန်မထားဘူးဆိုရင်တော့မိမိဟာအဲ့ဒီအခက်အခဲကိုမကျော်လွှားနိုင်တော့ပါဘူး။ရန်သူကမိတ်ဆွေရောဆောင်းထားတယ်လို့ပေါ့။ဒီလိုပါပဲ။တစ်ခါတလေကြာရင်တချို့သောသူတွေဟာကျွန်တော်တို့ရဲ့အကျိုးကိုဖျက်ဆီးမဲ့သူတွေဆိုတာကျွန်တော်တို့သိထားပါရဲ့။ ဒီလိုလူမျိုးတွေနဲ့ပေါင်းရင်ကျွန်တော်တို့မျောလင်းချက်တွေပျက်စီးသွားပါမယ်။ဒါကိုလည်းသိပါတယ်။ဒါပေမဲ့သူကမိမိအကျိုးကိုလူလားတဲ့ပုံစံနဲ့ဝင်လာတဲ့အခါမှာတော့ကျွန်တော်တို့စိတ်တွေပြောင်းသွားတတ်ပါတယ်။ပုံပြင်ထဲမှာလင်းနာကြီးကကြောင်ကိုမိတ်ဆွေစေတင်တယ်လို့ပေါ့။သူ့စကားကိုနားယောင်မိပါတယ်။သူ့စကားကမိမိကိုချီတော်လိုက်တာကိုမသိတတ်ပါဘူး။အမှန်တချို့ပါတဲ့မူသားဟာချောက်ချာအရင်ကောက်ပါတယ်။ဒီခက်ခဲဟာညင်သာပါတယ်။တခါတလေကြာရင်အောင်မြင်တဲ့ဘဝကိုတည်ဆောက်ဖို့ကျွန်တော်တို့ဟာမိတ်ဆွေနဲ့ရန်သူကိုခွဲခြားပြီးတည်အောင်ရိုက်ဆိုင်ဖို့လိုလာပါတယ်။ ဟုတ်ကဲ့အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ဒီကနေ့တော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါစေဟုတ်ကဲ့သားတော်နေ့လေးကိုပိုင်ဆိုင်နေကြပါလိမ့်ခင်ဗျာ